စစ်တပ်ကပြန်ဖွင့်ပေးတဲ့လွိုက်ကောတက္ကသိုလ်အဝေးတင်ဒုတိယအတုံမှာចောင်းသားចောင်းသူ300ကျော်တက်ရောက်ခဲ့တယ်လို့ပညာရေးဌာနကထုတ်ပြန်ပါတယ်ဒီသတင်းကို Morris ပေးပို့ထားပါတယ်ရှင်တလေးလုံးစစ်စင်ရေးကြောင့်နှစ်နှစ်နီးပါးပိတ်ထားတဲ့လွိုက်ကောတက္ကသိုလ်ကိုပြီးခဲ့တဲ့အောက်တိုဘာ13ရက်နေ့မှာစစ်တပ်ကပြန်ဖွင့်ပေးခဲ့တာပါအခုလက်ရှိပြန်ဖွင့်ထားတဲ့လွိုက်ကောတက္ကသိုလ်မှာအဝေးတင်ဒုတိယအတုံရဲ့ចောင်းသားចောင်းသူပေါင်း365ယောက်တက်ရောက်ပညာသင်ကြားနေတယ်လို့အောက်တိုဘာလ20ရက်နေ့ထုတ်စစ်ကော်မရှင်ပိုင်းမြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ် လိုက်ကောတက္ကသိုလ်ပိတ်ထားတဲ့ကာလအတွင်းအင်္ဂလိပ်စာပထဝီတတ္တနိကဗေဒအရှေ့တိုင်းပညာဥပဒေပညာဘာသာရပ်တွေကိုလေ့လာသင်ကြားနေတဲ့အဝေးတင်ចောင်းသားចောင်းသူတွေဟာတောင်ကြီးမှာတွားရောက်ចောင်းတက်နေရတာဖြစ်ပြီးလာမဲ့ဆောင်မွေးပွဲတွေကိုတော့လိုက်ကောတက္ကသိုလ်မှာလာရောက်ဖြေဆိုရတော့မှာပဲဖြစ်ပါတယ်။လုံခြုံရေးအရလိုက်ကောတက္ကသိုလ်နဲ့နီးစပ်သူတို့ရဲ့ပြောပြချက်တွေကိုအတန်အစားထိုးဖတ်ထားပါရခင်ဗျာ။ရိုင်းကောမျိုးကတင်ငင်အေးချက်နေပြီဆိုတာကိုပြချင်လို့တက္ကသိုလ်ပြန်ဖွင့်တာပါ။ အဲ့တော့ဒီကာလအတွင်းဒီတောင်ကြီးမှာသွားတက်နေတဲ့လွန်ကော်ကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုအကုန်ပြန်ခေါ်ခိုင်းတာအယောက်300ကျော်ပါ နောက်လာမှာဆောင်ပွဲရှိရဲ့တောင်ကြီးမှာပေးမဖြေတော့ဘူးအကုန်လွန်ကော်တက္ကသိုလ်မှာပဲဖြေရမှာဒီကနေ့မနက်ပိုင်းကပြည်နယ်ဝန်ကြီးချုပ်ဦးစောမြို့တင်ဟာဒေတာကိုကဲရီမှု ပြည်내ဆွေရဖွဲ့ဝင်များစတက်လက်အောက်ခံရုပ်တံလိုက်ဖြစ်တဲ့မြဝတီချန်နယ်မှာတော့အောက်တိုဘာ16ရက်နေ့မှာကျင်းပခဲ့တဲ့လွယ်ကော်တက္ကသိုလ်အဝေးတင်တင်တန်းပထဝီဝင်မိသားစုရဲ့အာစရိယပူဇော်ပွဲနဲ့မောင်မဲတက်လွင်ကျိုးစုပွဲအခမ်းအနားကိုထုတ်လင်းခဲ့ပြီးစစ်ကော်မရှင်လက်အောက်ခံပြည်내ဝင်ကြီးချုပ်ဦးစော်မျိုးတင်တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။အိုင်းနေတရက်ထဲမှာပဲပြည်내ဝင်ကြီးချုပ်ဦးစော်မျိုးတင်ဟာဒီမော့ဆိုအနာကငွေတောင်ရက်ွက်နဲ့ငွေတောင်ဆယ်ရက်ွက်ဘက်ကိုတွားရောက်ခဲ့ပြီးဒေသခံတွေနေရက်ပြန်နိုင်အောင်လျှက်စစ်မီးရောင်းလုပ်ပေးမယ်လို့ဆိုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကော်မရှင်တပ်တွေကတော့ ော့ရေကောက်ပွဲအမိနေရက်ပြန်လာကြဖို့နှိုးဆော်နေပြီးနေရက်ပြန်မလာတဲ့အိမ်တွေကိုပြည်သူပိုင်ဖြစ်သိမ်းမယ်ဆိုပြီးချင်းချောက်နေတာတွေရှိနေတဲ့အတွက်ငွေတောင်ဘက်အချမ်းမှာပြန်နေနေတဲ့သူတွေရှိနေပြီလို့ဒေသခံတွေကဆက်ပြောပြပါတယ်အာစစ်ချောင်းတွေကကြတော့တောက်ခနဲ့တလောက်ဆက်တောက်ခနေတာပဲဒါပေမဲ့အခက်အခဲအများကြီးရှိတာပေါ့နော်ပြီးတော့ပြည်သူတွေကလည်းအရေလိုမျိုးကူညီတာတို့လူတန်းတာတို့လည်းနေပါလာတယ်တချို့စိတ်ဓာတ်ကြတာတို့အမျိုးမျိုးပေါ့နော်အဲ့တော့ဒီတော်လန်ရဘလောက်ကြအောင်မလဲဆိုတဲ့အကူပဲပြည်သူတွေကစိတ်ပူနေတာပေါ့နော် လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း၁ကိုခရီးနီပြည်နယ်ရဲ့မြို့တော်လွိုက်ကော်နဲ့ဗိုလ်လက်ခဲမြို့၂မြို့မှာကျင်းပမှာဖြစ်ပြီးလွိုက်ကော်မြို့ပေါ်မှာတော့ကျောင်းနေပြန်ဖွင့်တာမဲစင်းကြည့်ဖို့နှူးစော်နေတာရည်နဲ့စစ်ဆောင်တွေကိုနေရပြန်လာကြဖို့လှုံ့ဆော်နေကြတာပါကျွန်တော်မော်ရစ်ပါ